သူကဒီပင်တဲ့သမုတ်တရားမှာရှိတဲ့အစိပ်ပြင်းတဲ့တရဝါရီတဲကမှတစ်ခုပေါ့နော်ကြောက်ဖို့ကောင်းတာဒီသူဒီဖြည့်စင်းမရှိဘူးပေါ့နော်အဲချက်ပြုတ်စားတောင်းရင်ဒီတေချာအပူစင်ဘလောက်နဲ့ချက်တယ်ဆိုရင်ဒီအစိပ်တည်တယ်ဘာညာဆိုမဟုတ်ပါဘူးသူ့ရဲ့အစိပ်ကထူးခြားတာကအုံနောက်ကိုမရောက်ဘူးမာဆယ်ကိုပဲထိတာဖြစ်တဲ့အတွက်ကြွက်သားတွေကအထူးသဖြင့်အသက်ရှူတဲ့မာဆယ် respiratory မာဆယ်တွေကအလုပ်ကောင်းကောင်းမလုပ်နိုင်တော့အဲ့တော့အသက်မရှူနိုင်တော့ဘူးနိုင်ဝက်အတွင်းမှာပဲအသက်ကိုဆုံးရှုံးနိုင်တဲ့အထိဖြစ်နိုင်တဲ့တစ်ခုလုံးပြန်နှမ်းပြီးတော့ဖြစ်နိုင်တဲ့ ကြောက်ရတယ်ပေါ့နော်သူက medical emergency လို့ခေါ်ပါအဲ online ပေါ်မှာဒီလူစိတ်ဝင်စားမှုများလာတဲ့ blue ring octopus ပေါ့နော်အဲ့ဒါလေးကအစိတ်ရှိတယ်စားရင်အသက်အန္တရာယ်ဆုံးရှုံးနိုင်တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ तू ကဖက်တဲမှာတော့ဒီ south east asia ပေါ့နော်အရှေ့တောင်အာရှကန်ယူတန်းနေမှာ तू ကရှိပါတယ်သူ့ရဲ့တဘာဝကကြတော့ तू ကပုံမှန်အနေထားမှာဆိုရင်တော့ဟိုမတို့စားနေကြ ဟိုကင်းမွန်လို့ရေပွဲလို့လို့ခဲရအောင်မယ်သူကပုံးနေတတ်တယ်ကြောက်ကြိုကြောက်ကြားနေတယ်မှာဒါပေမဲ့ဘယ်လိုအချိန်ဒီမျိုးမှာထွက်လာလဲဆိုတော့ညဘက်လို့အချိန်မျိုးမှာပို့ပြီးတော့အပြင်ထွက်လာတာမျိုးရှိတယ်အဲ့လိုခါမျိုးပြင်ထွက်လာပြီနောက်တစ်ခုကကျတော့သူ့ကိုသွားပြီးတော့ထိတိလိုက်တာမျိုးဆိုရင်သူကအဲ့အပြာရောင်ကထင်းကနေပေါ်လာပေါ့နော်ဟို Google မှာရှာကြည့်ကြည့်အပြာရောင် ring နေထင်းနေရပဲရောင်စုံလေးအနေနဲ့တွေ့ရပါတယ်ပုံမှန်အားဖြင့်ကကျတော့ခဲရောင်လေးလို့ဖြစ်နေတတ်တဲ့အတွက်ကိုစားနေကြဟိုင်းနဲ့မသိဘူးရောပြီးတော့ပါလာနိုင်တယ်သိဖို့မလွယ်ဘူးမကြိုက်တယ်ဆိုတာက ဒီတိုင်းနေရင်တော့မကြိုက်ဘူးတော်တဆမြကိုကရေကူးရင်းနဲ့ဒီ blue note autobus မြတွေ့ခင်သွားမထိမိနဲ့ပေါ့နော်မထိရင်ဘာမှမဖြစ်ဘူးဟိုဟာလိုပဲမိဖို့ခောက်လို့ပဲပေါ့နော်သွားမထိရင်ကိစ္စမရှိဘူးသွားထိလိုက်တော့မှသူ့ရဲ့ဒီသရေကလန်းထဲမှာရှိရဲ့ဒီအစိတ်ပေါ့နော် TDH ပေါ့နော် tattoo to toxin လို့ခေါ်တဲ့အစိတ်အဲ့အစိတ်ကလေးတွေထုတ်ပြီးတော့အနေရရှိစေရပါပေါ့နော်အဲ့တော့ဒီအစိတ်ကကြတော့1 mg ပေါ့1 mg ဆိုအင်မတန်မှသေးနေတယ်အဲနဲ့အင်မတန်မှနည်းအနည်းငယ်ပမာဏအနေနဲ့လူတို့အသက်သေးစေနိုင်တယ်သူကဒီပင်လယ်သမုဒ္ဒရာမှာရှိတဲ့ အဲအစိပ်ပြင်းတဲ့တရဝါရီတဲကမှတစ်ခုပေါ့နော်အပိုတန့်အဖြစ်ဆုံးအပြင်းထန်ဆုံးအစိပ်ပေါ့ပြီးတော့နောက်တစ်ခုကကြောက်ဖို့ကောင်းတာဒီသူဒီဖြည်စင်းမရှိဘူးပေါ့နော်မွေကြိုက်ခံရလို့ဘာလို့ဆိုရင်တော့မွေစိတ်ဖြည်စင်းရပါရဲ့ရှိသေးတယ်ဒီ blue ring autobus မှာကြတော့ အဖြစ်စိတ်ပြေစေမရှိပါဘူး။အဓိကတော့ကွာဆိုပါဆိုဒီပင်လေလုံသားတွေဟိုကြောက်ကြောက်ကြားတွေကိုတွားတဲ့ခါကျရင်လည်းသတိထားပြီးပေါ့။သူကြောက်ကြောက်ကြားမှာပုံနေတတ်တာ။အဲ့လိုဂျားလေးတွေထဲမှာမှဒီအကောင်ဒီလိုမျိုးအကောင်လေးတွေထွက်လာရတဲ့တွေ့တယ်ဆိုရင်အဲရေပွဲဟုတ်လားမဟုတ်လားဆိုတာအသေးချာလားမသေးချာလားအခုမသိခင်မထီရအကောင်ဆုံးပဲเนาะ။ဒီပုံမှန်စားနေကြကင်းမွန်ရေပွဲတွေလည်းဖြစ်နိုင်တယ်လို့ blue ring autobus လည်းဖြစ်နေနိုင်တယ်။သူကတွားထီတော့မှသာ provoke ဖြစ်ပြီးတော့အပြောင်လေးပြောင်းပြီးတော့ ကြိုက်တာမျိုးဖြစ်တတ်တဲ့အတွက်သွားမအကောင်းဆုံးကတော့ပင်လေတဲ့သွားလို့မြည်သည့်ရေတရဝမဆိုတွေ့တယ်ဆိုရင်အစိတ်ရှိချင်မရှိချင်ကိုယ်ကကြည့်ုံနဲ့မသိနိုင်တာဖြစ်တဲ့အတွက်သွားမထီတွေ့ဖို့အဲအဲ့ဒါလေးကိုတော့အကြံပေးချင်ပါတယ်အခုနပြောသလိုပဲအရှိတောင်အရှာကန်ဝဲတဲ့အကုန်လုံးမှာရှိတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံကန်ဝဲတဲ့နေမှာလည်းရှိနိုင်တယ်အင်းစိန်ဘက်မှာလည်းမဟုတ်ဘူးဟိုဗိုလ်တောင်ဘက်မှာလည်းရှိရင်ရှိနေနိုင်တယ်ပေါ့မြည်သည့်နေရာမှာမဆိုရှိကောင်းရှိနေနိုင်ပါတယ်ဆိုတော့ဒါကြီးကျတော့ ဟိုသိမှမလွယ်ဘူးပညာရှင်တွေကလွယ်လို့ပေါ့နော်ဒီရေတော်ဟာရေမျိုးစိတ်တွေနဲ့ပတ်သက်တဲ့ပညာရှင်တွေကလွယ်လို့မားတို့လိုတာမန်လူတွေကသိဖို့မလွယ်ဘူးပါဘူးအဲ့တော့ကိုက အာတန်တရားရှိတဲ့စိုးရိမ်နေဆိုရင်ဒီဟာဒီအစားအသောက်တွေကိုရှောင်တာအကောင်းဆုံးပဲနောက်တစ်ခုကကျတော့တချို့တွေပြောရဲအဲချက်ပြုတ်စားတောင်းရင်ဒီတေချာအပူချင်းဘလောက်နဲ့ချက်တယ်ဆိုရင်ဒီအစိတ်တည်တယ်ဘာညာဆိုမဟုတ်ပါဘူးဟိုတမလီချာဘလောက်နဲ့ပဲချက်ချက်ဒီနေချာမဖြစ်ဘူးเนาะဒီနေချာဆိုတာဒီအစိတ်ထဲမှာပါရပရိုတင်းတွေဓာတ်ပြည့်သွားတာမျိုးလုံးဝမဖြစ်ပါဘူးအဲဒါကြောင့်မလို့အဲကိုကစားလိုက်လို့ဘာမှမဖြစ်ဘူးငါတို့ကတော့ချက်လိုက်တာပဲဆိုတော့အဲ blue nail autopass မဟုတ်လို့ပါเนาะ blue nail autopass ကတော့ချက်လဲသူ့အစိတ်ကပြင်းပါတယ် ်သူကစားလိုက်တာနဲ့10မိနစ်အဲ9မိနစ်15မိနစ်အတွင်းမှာဒီသူ့အစိတ်ကခန္ဓာကိုယ်မှာဒီလက္ခဏာတွေစတင်ပြီးတော့ပြတ်တာပဲဖြစ်ပါတယ်ရှင်းချင်းတော့မသိဘူးအမကိုက်ခံရတယ်ဆိုရင်လည်းသူကကိုက်ခံရတယ်တိတိလေးသူကအတိတိလေးဖြစ်တဲ့တူကိုယ့်ကိုကိုက်ခံရမှန်းတော့မသိနိုင်တာဖြစ်နိုင်တယ်ပြီးစားလိုက်တဲ့အချိန်မှာဆိုလဲ9မိနစ်10မိနစ်15မိနစ်လောက်ကြာမှစပြီးဖြစ်လာတာဖြစ်တဲ့အတွက်အဲအစပိုင်းလေးမှာစစပြီးချင်းမသိသေးဘူးအဲ့တော့သူ့လက္ခဏာကသူကနိုင်ရွက်အတွင်းလူကအတက်အန်ရယ်ဆုံးရှုံးနိုင်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့ အစိတ်က action က muscle ကို paralysis ရစေတာ paralysis ဆိုတာ muscle weakness ပေါ့ကြွက်သားတွေကအာရော့သွားရုပ်ရော့သွားတာအစာပိုင်းလေးကတော့သူကဘယ်လိုပြောမလဲအဲ့ကိုက်ခံရတဲ့နေရာဆိုရင်အဲ့နားမှာပူလာမှာမီးဖို့ကောင်းလို့လိုမျိုးပဲ burning feeling မျိုးရတာမျိုးရှိရယ်ကိုက်ခံရတာမဟုတ်ဘူးစားမိတာမျိုးဗာမျိုးဆိုရင်ကျတော့ဒီဒီလို sensation တော့မရဘူးပေါ့ခေါင်းမူးတလိုလိုပြို့တလိုလို engine တလိုလိုအဲ့လိုမျိုးလေးတွေဖြစ်လာမယ်အဲ့တိတာထင်ရှားတာဟုတ်နော်ပြောရဲ muscle weakness ပေါ့နော်သူကသူ့ရဲ့အစိတ်ကထူးခြားတာက အုံနောက်ကိုမရောက်ဘူး မာဆယ်ကိုပဲထိတာဖြစ်တဲ့အတွက်ကြွက်သားတွေကအထူးသဖြင့်အသက်ရှူတဲ့မာဆယ် respiratory မာဆယ်တွေကအလုတ်ကောင်းကောင်းမလုံနိုင်တော့အဲ့တော့အသက်မရှူနိုင်တော့ဘူးအသက်မရှူနိုင်တော့ဘူးပြီးရင်လူကမလှုပ်ရှားနိုင်တော့ဘူးအဲ့ခါအဲ့ခါမှာလူကတိနေတယ်အစိတ်အစိတ်တက်တယ်ဆိုတာတိနေပေမဲ့မလှုပ်နိုင်တော့ဘူးမပြောနိုင်စကားလည်းမပြောနိုင်တော့ဘူးเนาะပြို့တာအန်နာရီရောရှိရယ်စကားတော့ तू မပြောနိုင်တော့ဘူးအဲ့တော့ အသက်မရှူနိုင်တော့ဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်မှာအဓိကလိုအပ်တဲ့အောက်ဆီဂျင်မရောက်တော့ဘူး။မအောက်ဆီဂျင်မရောက်တော့ဘူးဆိုတော့ဘာဖြစ်လဲဆိုတော့လူကချက်ချင်းပဲပြာနှမ်းတက်လာအောင်နော်ချက်ချင်းချက်ချင်းဝင်တည်တာတကူလုံးအောက်ဆီဂျင်ဆပ်ပလိုင်းလုံးဝရောက်သွားပြာနှမ်းတက်လာမယ်မလုံးနိုင်မရှာနိုင်ဘူးအဲ့ဒီအချိန်မှာအောက်ဆီဂျင်ပေးနိုင်မယ်ဆိုရင်ဒီလိုအသက်ရှင်နိုင်မယ်။တိလားဆရာတကယ်လို့ ဟိုအရေးပေါ်အခြေအနေမှာဆိုရင် CPR ပေါ့နော်အမအရင်ကတည်းကအင်တာဗျူးမှာလည်းပြောဘူးတယ် cardiopulmonary resuscitation အရေးပေါ်အသက်ကင်းနီးပေါ့နော်အောက်ဆီဂျင်ပေးနိုင်နေဆိုရင်တော့ဒီလိုချက်ချင်းမသေးသေးဘူးနော်သူကအောက်ဆီဂျင် brain ကိုအောက်ဆီဂျင်မရောက်တော့ဘူးနှလုံးကအောက်ဆီဂျင်မရောက်တော့ဘူးဆိုရင်ဒါကြီးအကုန်လုံးထိသွားမှာပဲအဓိကတော့ respiratory muscle paralysis ရပြီးတော့အသက်ဆုံးရှုံးတာအဲနိုင်ဝက်အတွင်းမှာပဲအသက်ကိုဆုံးရှုံးနိုင်တဲ့အထိဖြစ်နိုင်တဲ့တစ်ခုလုံးပြန်နှံပြီးတော့ဖြစ်နိုင်တဲ့ကြောက်ရတယ်ပေါ့နော်သူက medical emergency လို့ခေါ်ပါဗော medical emergency case ဖြစ်ပါတယ်အရေးပေါ်အခြေအနေပေါ့ စီးပူကြိုက်တဲ့သူတွေအတွက်ကတော့ဟို blue ring auto pass ကိုစိတ်ပူတယ်ဆိုရင်တော့အဲ့အဲ့နဲ့ပတ်သက်တဲ့ဟာကြီးလုံးဝမစားတာတော့အကောင်ဆုံးပဲပေါ့နော်စိတ်ပူတတ်ရင်ပြောတာစိတ်မပူဘူးလူဆိုတာတနေ့တရားမှာပဲပေါ့နော်တရားရှိတုံးတော့စားမှာပဲဆိုရင်တော့လေတတိပြူပြီးတော့နည်းနည်းလေးစားဆင်ကျင်ပါပေါ့နောက်တစ်ခုက blue ring auto pass ကခုနပြောလို့ပေါ့တွေ့ရတာခဲပါတယ်နော်ကဘာပေါ်မှာတောင်လေး blue ring auto pass နဲ့ကြောင့်အသက်တည်ဆုံးွားတာ 3ရောင်ပဲရှိသေးတယ်လို့ဖတ်ရတယ်ဒါကတော့သူတို့ report ရပါတော့တကယ်လို့ report မလုပ်ထားတဲ့ဟာကြီးလည်းရှိရှိနေနိုင်မှာပြောတတ်ဘူးပေါ့နော်အဲ့တော့အတက်ကိုညံဆောင်းတယ်ဆိုတာဖြစ်တဲ့အတွက်ကိုကဟိုဟိုသတိဝိရိယလေးနဲ့ဂယူးဆိုင်ပြီးတော့စင်ကျင်တာလည်းကောင်းတယ်ဒါပေမဲ့ blue link autobus မဟုတ်ပဲနဲ့လေတခြားသော seafood တွေကလည်းဟို တခြားသောကျန်းမာရေးပြဿနာဖြစ်နိုင်တယ်ဒီနော်အထူးသဖြင့်တချို့ဆိုရင် seafood allergy တမားတွေရှိတယ် seafood allergy အရည်တမားတွေဓာတ်မတည့်တာမျိုးတွေ seafood စားလိုက်တာနဲ့ပစုံလေးစားလိုက်တာနဲ့တခုလုံးအပိမ့်ပိမ့်တွေထွက်လာတယ်ရားနာပြီးတော့တခုလုံးရားပြီးတော့မနေနိုင်မထိုင်နိုင်အောင်ဖြစ်တယ်အဖြစ်အများဆုံးကတော့ချောင်းသာတွေငွေဆောင်တွေသွားပြီးဆိုရင် one shot တယ် အန်နေပေါ့နော်အဲ့လိုခါမျိုးဖြစ်တယ်အဲ့တော့ one shot ရဲ့အန်နေဆိုတဲ့နေရာမှာဒါလမ်းကြုံလို့ပြောပြတာပါအဲ့တော့စီးဟူစားလို့ one ပိတ်တယ်အစိုး one one shot ရဲ့အဲ့ဒါကို one bait စီးတယ်မတောက်စီးချင်ပါဘူးပေါ့နော်အဲ့တော့စီးဖူမှာပါတဲ့ dead တစ်ခုခုနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ dead နဲ့မတည့်မတည့်တဲ့အခါမှာခန္ဓာကိုယ်ကဒါတွေကိုစွန့်ပစ်တာစွန့်ပစ်တာဖြစ်တဲ့အတွက်သူကဘလို့ရေလောင်းချတဲ့သဘောမျိုးပေါ့နော် one နေတယ်လို့ဟောသွားတာအဲ့တော့အဲ့ဒါကို one ပိတ်လိုက်ပိတ်စီးတောက်လိုက်မယ်ဆိုရင် one ရောက်သွားရင်ဘာဖြစ်မလဲဆိုတော့ဒီအစိတ်တောက်တည်းကခန္ဓာကိုယ်ကမထွက်နဲ့ပိတ်မိနေနိုင်တယ်နော်အဲ့တော့ one bait စီးတောက်ဖို့ကိုတော့ ဟိုအကြံမပေးပါဘူးအဲ့ဒီစားဆုံးရှုံးသွားတဲ့ရေနဲ့စားတဲ့တကူပြန်ဖြည့် ဒစားရီမများတောက်အုံးရီတောက်နော်အစာအာဟာရရှိမဲ့ပူပူနွေ့နွေ့ချက်ပြုတ်ပြင်ဆင်ထားတဲ့ထမင်းပူပူလေးကြသားပူပူလေးအဲ့လိုမျိုးလေးစားပြီးတော့ပြန်ပြီးရီကာပါလို့ပါဝမ်းသွားလို့ဝမ်းလျှောလို့ဆိုပြီးတော့လေပိုးသက်ဆိုကိုယ်တော်ဘဝနဲ့ကိုမတောက်ပါနဲ့ကိုကဘာဟိုဝမ်းကိုက်ဝမ်းလျှောတာဘာပိုးကြောင့်ဖြစ်တာလဲဆိုပုံမူတည်ပြီးတောက်ရတဲ့ပိုးသက်စီတွေကလေကိုဝသေးရဖြစ်တဲ့အတွက်ပိုးသက်စီတွေကိုအများတန်းဆရာဝန်ညွှန်ကြားချက်ရှိမှတောက်ပါဒီလိုမျိုးအဲကန်းချီသွားမယ်ဆီဖူတွေပါတယ်စားမယ်ဆိုရင်ကိုကအများတန်း အဲတောက်ရမယ့်ဆေးလေးတွေကို ready standby ပေါ့နော်အဲအလေးတွေကိုပြင်ဆင်ထားပါဒါဒါဒီအရေးပေါ်အရှင်းနေမဖြစ်သွားနိုင်ဘူးလို့ပြောလို့မရဘူးဘာလို့လဲဆိုတော့ one shot ကအင်မတန်များတယ်ဆိုရင် shock ဝင်ပြီးတော့အသက်အန္တရာယ်ထိခိုက်တဲ့အထိဖြစ်လာနိုင်တဲ့အတွက်စင်ကြကြပါအကူဆိုင်ကြပါပါရှင့်